ချစ်ရှိသူမိတ်ဆွေအားလုံးမင်္ဂလာပါခင်ဗျာ2025လီလာပိုင်းတရနေ့မှာထွက်ရှိမဲ့6ကြိမ်မြောက် 3D အတွက်ကစားသင့်တဲ့ခဏတစ်ခွက်ကိုစတင်တွက်ပြပေးတော့မှာဖြစ်ပါတယ် ဒီနှလုံးပေါင်းခြင်း၃ညာ၃ညာရဲ့နှခတ်ခုနှစ်ကဒီ၃လုံးပေါင်းခြင်းခုနှစ်ဖြစ်ပါတယ်ဒီမှာခုနှစ်ရှိတဲ့အတွက်ထိတ်စည်းနောက်ပိတ်ပေါင်းခြင်း၃ညာဖြစ်ရမှာဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်း၄၄ရဲ့နှခတ်နှစ်ကဒီ၃လုံးပေါင်းခြင်းနှစ်ဖြစ်ပါတယ်ဒီမှာ၃ညာရှိတဲ့အတွက်ထိတ်စည်းနောက်ပိတ်ပေါင်းခြင်းနှစ်ဖြစ်ရမှာဖြစ်ပါတယ် ဒီနှလုံးပေါင်းခြင်း3 3ရဲ့နှက်ခတ်5ကဒီ3လုံးပေါင်းခြင်း5ဖြစ်ပါတယ်ဒီမှာ9ရှိတဲ့အတွက်ထိပ်စီးနောက်ပိတ်ပေါင်းခြင်း10ဖြစ်ရမှာဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်း9 9ရဲ့နှက်ခတ်6ကဒီ3လုံးပေါင်းခြင်း6ဖြစ်ရမှာဖြစ်ပါတယ်ဒီမှာ9ရှိတဲ့အတွက်ထိပ်စီးနောက်ပိတ်ပေါင်းခြင်း9ဖြစ်ရမှာဖြစ်ပါတယ်ဒါကြောင့် ထေစီနောက်ပိတ်ပေါင်းခြင်းခုနှစ်ပါဒီ၃လုံးပေါင်းခြင်း၃ညာ၃ညာရဲ့နှခတ်ခုနှစ်ကဒီ၄လုံးပေါင်းခြင်းခုနှစ်ဖြစ်ပါတယ်ဒီ၃လုံးပေါင်းခြင်း၉၉ရဲ့နှခတ်၆ကဒီ၄လုံးပေါင်းခြင်း၆ဖြစ်ပါတယ်ဒီ၃လုံးပေါင်းခြင်းခုနှစ်ခုနှစ်ရဲ့နှခတ်၃ညာကဒီ၄လုံးပေါင်းခြင်း၃ညာဖြစ်ပါတယ် ကျွန်တော်တို့ရထားတဲ့ထိပ်စီးနောက်ပိတ်ပေါင်းခြင်း9နဲ့အလဲထိုင်6ပေါင်းခြင်း3 3ရဲ့နှက်ခတ်5ကဒီနှလုံးပေါင်းခြင်း5ဖြစ်ရမှာဖြစ်ပါတယ်ဒီမှာ3ရှိတဲ့အတွက်2ပေါင်းရမှာဖြစ်ပါတယ်အလဲထိုင်2ပါဒီမှာ break ခွန်ရှိတဲ့အတွက်9ရဲ့နှက်ခတ်3ညကဒီနှလုံးပေါင်းခြင်း3ညဖြစ်ပါတယ်ဒီမှာ break 1ရှိတဲ့အတွက်1ရဲ့နှက်ခတ်8က ဒီနှလုံးပေါင်းခြင်းရှိဖြစ်ပါတယ်။ဒီမှာ break လေးရှိတဲ့အတွက်၄ရက်နှက်ခတ်နှစ်ကဒီနှလုံးပေါင်းခြင်းနှစ်ဖြစ်ပါတယ်။ထိတ်စီးနောက်ပိတ်ပေါင်းခြင်းခုနှစ်နဲ့အလဲထိုင်နှစ်ပြည့်တဲ့အတွက် break 6ဖြစ်ပါတယ်။6ရက်နှက်ခတ်6ကတော့ဒီနှလုံးပေါင်းခြင်း6ဖြစ်ပါတယ်။ဒီမှာ6ရှိတဲ့အတွက်ခုနှစ်ပေါင်းရမှာဖြစ်ပါတယ်။ထိတ်စီးခုနှစ်ပါ။ ထိတ်စီးနောက်ပိတ်ပေါင်းခြင်းခုနှစ်ဖြစ်တဲ့အတွက်ထိတ်စီးခွန်ကိုနောက်ပိတ်သုံးညပေါင်းရမှာဖြစ်ပါတယ်။နောက်ပိတ်သုံးညပါ။ဒါကြောင့်ထိတ်စီးခွန်အလဲထိုင်နှစ်နောက်ပိတ်သုံးညရလာပါတယ်။ဒီသုံးလုံးပေါင်းခြင်းနှစ်နှစ်ရဲ့နှက်ခတ်လေးကဒီနှလုံးပေါင်းခြင်း၄ဖြစ်ပါတယ်။ဒီသုံးလုံးပေါင်းခြင်း၅ 9ရဲ့နှက်ခတ်3ကဒီနှလုံးပေါင်းခြင်း3ဖြစ်ပါတယ်ဒီ3လုံးပေါင်းခြင်း6 6ရဲ့နှက်ခတ်9ကဒီနှလုံးပေါင်းခြင်း9ဖြစ်ပါတယ်ကျွန်တော်တို့ကထိတ်စည်းခွန်ယူထားတဲ့အတွက်ဒီ3လုံးပေါင်းခြင်း4 4ရဲ့နှက်ခတ်2ကဒီနှလုံးပေါင်းခြင်း2ဖြစ်ရမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ယူထားတဲ့ထိတ်စည်းခွန်အလဲထိုင်2နောက်ပိတ်3ညအတွဲက ကာညီမှုရှိနေပါတယ်။ထိစီရှာပြပြီးတော့မှာဖြစ်ပါတယ်။ဒီ၃လုံးပေါင်းခြင်း9ခုနှစ်ရဲ့နှက်ခတ်၃ညကဒီ၃လုံးပေါင်းခြင်း၃ညဖြစ်ပါတယ်။ဒီ၃လုံးပေါင်းခြင်း၄၄ရဲ့နှက်ခတ်2ကဒီ၃လုံးပေါင်းခြင်း2ဖြစ်ပါတယ်။ဒီ၃လုံးပေါင်းခြင်း၃ည၃ညရဲ့နှက်ခတ်9ကဒီ၃လုံးပေါင်းခြင်း9ဖြစ်ပါတယ်။ ။ဒါကြောင့်ဒီ၃လုံးပေါင်းခြင်း၈ဖြစ်တဲ့အတွက်ရှေ့ရဲ့နှက်ခတ်တက်ကဒီ၃လုံးပေါင်းခြင်း၁ဖြစ်ရမှာဖြစ်ပါတယ်။ဒီ၂လုံးပေါင်းခြင်း၄ဖြစ်တဲ့အတွက်ခုနှစ်ပေါင်းရမှာဖြစ်ပါတယ်။ထိပ်စီးခုနှစ်ပါထေစီအလဲထိုင်အတွဲကိုရှာပြပေးတော့မှဖြစ်ပါတယ်။ဒီနေ့ကတော့၃ချိန်မြောက်မှာကျွန်တော်အရန်ကနန်း၆၃လုံးတွက်တဲ့နီးဖြစ်ပါတယ်။ ီ3လုံးပေါင်းခြင်း8ရှစ်ရဲ့နှခတ်1ကဒီ2လုံးပေါင်းခြင်း1ဖြစ်ပါတယ်ဒီ3လုံးပေါင်းခြင်း1ရဲ့နှခတ်8ကဒီ2လုံးပေါင်းခြင်း8ဖြစ်ပါတယ်ဒီ3လုံးပေါင်းခြင်း1 2ရဲ့နှက်ခတ်၄ကဒီနှလုံးပေါင်းခြင်း၄ဖြစ်ပါတယ်ကျွန်တော်တို့ကထိတ်စီးခွန်ယူထားတဲ့အတွက်ဒီ၃လုံးပေါင်းခြင်း9 9ရဲ့နှက်ခတ်၃ညကဒီနှလုံးပေါင်းခြင်း၃ညဖြစ်ရမှာဖြစ်ပါတယ် ီမှာရှိရှိတဲ့အတွက် နှစ်ပေါင်းရမှာဖြစ်ပါတယ်အလဲထိုင်နှစ်ပါဒါကြောင့်ကျွန်တော်တို့ယူထားတဲ့ထိတ်စည်းခွန်အလဲထိုင်နှစ်အတွဲကကံ့ညီမှုရှိနေပါတယ်အလဲထိုင်နောက်ပိတ်အတွဲကိုရှားပြပြီးတော့မှာဖြစ်ပါတယ်ဒီနည်းကတော့ပြီးခဲ့တဲ့၅ချိန်မှာအလဲထိုင်ခွန်နောက်ပိတ်လေးအတွဲတွက်ခဲ့တဲ့နည်းလေးဖြစ်ပါတယ်ဒီ၃လုံးပေါင်းခြင်း၅၅ရဲ့နှက်ခတ်၃က ဒီ၃လုံးပေါင်းခြင်း၃ဖြစ်ပါတယ်ဒီ၃လုံးပေါင်းခြင်း၅၅ရဲ့နှစ်ခတ်၃ကဒီ၃လုံးပေါင်းခြင်း၃ဖြစ်ပါတယ်ဒီ၃လုံးပေါင်းခြင်း၈၈ရဲ့နှစ်ခတ်၁ကဒီ၃လုံးပေါင်းခြင်း၁ဖြစ်ပါတယ်ဒီ၃လုံးပေါင်းခြင်း၂နှစ်ရဲ့နှစ်ခတ်၄ကဒီ၃လုံးပေါင်းခြင်း၄ဖြစ်ပါတယ်ကျွန်တော်တို့ကအလဲထိုင်နှစ်ယူထားတဲ့အတွက် ဒီ၃လုံးပေါင်းခြင်း၅၅ရဲ့နှက်ခတ်၃ကဒီ၃လုံးပေါင်းခြင်း၃ဖြစ်ရမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ယူထားတဲ့အလဲထိုင်နှစ်နောက်ပိတ်၃ညအတွဲကကံ့ညမှုရှိနေပါတယ်။ဖြစီနောက်ပိတ်ပေါင်းခြင်းကိုရှားပြပေးတော့မှာဖြစ်ပါတယ်။ဒီနှလုံးပေါင်းခြင်း၃ည၃ညရဲ့နှက်ခတ်၇ကဒီ၃လုံးပေါင်းခြင်း၇ဖြစ်ပါတယ်။ ဒီနှလုံးပေါင်းခြင်း၃ည၃ညရဲ့နှက်ခတ်ခုနှစ်ကဒီ၃လုံးပေါင်းခြင်းခုနှစ်ဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်းခုနှစ်ခုနှစ်ရဲ့နှက်ခတ်၃ညကဒီ၃လုံးပေါင်းခြင်း၃ညဖြစ်ပါတယ်ဒါကြောင့်ဒီနှလုံးပေါင်းခြင်း၅ဖြစ်တဲ့အတွက်၅ရဲ့နှက်ခတ်၃ကဒီ၃လုံးပေါင်းခြင်း၃ဖြစ်ရမှာဖြစ်ပါတယ်ဒီမှာ၆ရှိတဲ့အတွက်ထိတ်စီးနောက်ပိတ်ပေါင်းခြင်းခုနှစ်ဖြစ်ရမှာဖြစ်ပါတယ် တော်တို့ကထိတ်စည်းခွန်နောက်ပိတ်တုံညာယူထားတဲ့အတွက်ပေါင်းချင်းခုနှစ်ကန့်ညီမှုရှိနေပါတယ်။ break ရှာပြပြီးသွားမှာဖြစ်ပါတယ်။ဒီ၃လုံးပေါင်းချင်း၉ဖြစ်တယ်လို့ဒီ၅လုံးပေါင်းချင်း၉ဖြစ်နေပါတယ်။ဒီ၃လုံးပေါင်းချင်း၅ဖြစ်တယ်လို့ဒီ၅လုံးပေါင်းချင်း၅ဖြစ်နေပါတယ်။ဒီ၃လုံးပေါင်းချင်း၄ဖြစ်တယ်လို့ဒီ၅လုံးပေါင်းချင်း၄ဖြစ်နေပါတယ်။ဒါကြောင့် ဒီသုံးလုံးပေါင်းခြင်းသုံးညဖြစ်တဲ့အတွက်ဒီငါးလုံးပေါင်းခြင်းသုံးညဖြစ်ရမှာဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်းတစ်ဖြစ်တဲ့အတွက်ဒီသုံးလုံးပေါင်းခြင်းကိုဖြစ်ရမှာဖြစ်ပါတယ်ကျွန်တော်တို့ကထေစီခွန်အလဲတိုင်းနှစ်နောက်ပိတ်သုံးညယူထားတဲ့အတွက်ပေါင်းခြင်းကိုကန့်ညီမှုရှိနေပါတယ်ထပ်ပြီးတော့ဗရိတ်ရှာပြပြီးတော့မှာဖြစ်ပါတယ်ဒီလေးလုံးပေါင်းခြင်း၅နဲ့ဗရိတ်ခွန်ပေါင်းခြင်း၂ဖြစ်ပါတယ် ဒီလေးလုံးပေါင်းခြင်းခုနှစ်နဲ့ဗရိတ်ငါးပေါင်းခြင်းနှစ်ဖြစ်ပါတယ်ဒီလေးလုံးပေါင်းခြင်းတစ်နဲ့ဗရိတ်တစ်ပေါင်းခြင်းနှစ်ဖြစ်ပါတယ်နှစ်39ကနေပြီးတော့ဆက်တွက်ပြပါမယ်ဒီလေးလုံးပေါင်းခြင်းငါးနဲ့ဗရိတ်ခွန်ပေါင်းခြင်းနှစ်ဖြစ်ပါတယ်ဒါကြောင့်နှစ်ဖြစ်ဖို့အတွက်ဒီလေးလုံးပေါင်းခြင်း၃ကိုဗရိတ်၉ပေါင်းရမှာဖြစ်ပါတယ်ကျွန်တော်တို့က ခွန်နှစ်သုံးညယူထားတဲ့အတွက်ဘရိတ်ကိုကန့်ညီမှုရှိနေပါတယ်နောက်ဆုံးအနေနဲ့ခွန်နှစ်သုံးညရဲ့ကလင်ဒါအကျဖြစ်နိုင်ခြေလေးကိုတွက်ပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ယူထားတဲ့ခုနှစ်တွေကတော့2012 2013 2016 2019 2024 2025ပဲဖြစ်ပါတယ်ဂျားတော့ကနှစ်တွေကတော့2022 မလိုအပ်တဲ့အတွက်ခြံထားခဲ့ခြင်းဖြစ်ပါတယ်ဒီမှာထေစီနှလုံးပေါင်းခြင်း၃ညနဲ့ထေစီနှလုံးပေါင်းခြင်း၅ရဲ့အလယ်မှာ684ရှိပါတယ်ထေစီနောက်ပိတ်ပေါင်းခြင်း၂ရဲ့အောက်မှာ918နဲ့923ညရှိပါတယ်ထေစီနောက်ပိတ်ပေါင်းခြင်း၈ရဲ့အောက်မှာ363ရှိပါတယ်ဒီမှာလဲ ထိတ်စည်းနှလုံးပေါင်းခြင်း၃ညထိတ်စည်းနှလုံးပေါင်းခြင်း၅ရက်လဲမှာ684ရဲ့ပက်လေကနန်း846ရှိပါတယ်ထိတ်စည်းနောက်ပိတ်ပေါင်းခြင်း၂ရက်အောက်မှာကတော့918ရဲ့ပက်လေကနန်း891ရှိပါတယ်အောက်မှာကတော့363ရဲ့ပက်လေကနန်း633ရှိပါတယ်ဒါကြောင့်ကြန့်ရှိနေတဲ့ ခွန်နှစ်သုံးကြားကထိပ်စီးနောက်ပိတ်ပေါင်းခြင်းရှေ့ရဲ့အောက်မှာ ဖြစ်လာနိုင်မယ်လို့ယူဆရမှာဖြစ်ပါတယ်2025လေးလပိုင်းတရနေ့မှာထွက်ရှိမဲ့6ကြိမ်မြောက် 3D အတွက် ကစားသင့်တဲ့ကဏ္ဍတစ်ခွက်ကတော့ခွန်နှစ်သုံးကြားဒဲတစ်ခွက်ဖြစ်ပါတယ်ကြည့်ရှုသူမိတ်ဆွေအားလုံး ကိုစိတ်နှပြချမ်းမှချမ်းသာပြီး ကံကောင်းခြင်းတွေနဲ့ပြည့်စုံနိုင်ပါစေ။တဘာဝဘေးအန္တရာယ်များမှလည်းကင်းလွတ်နိုင်ပါစေ။